အတင်းဟောင်းစပါးစီပြန်လာနိုင်တယ်လို့သတင်းတွေထွက်နေတဲ့မော်ရီဟိုစပယ်ရှယ်ဝန်ကြီးပြည်ကြီးဂျိုဆေးမော်ရီဟိုဟာတော်တရာဟော့စပါးတင်းကိုအားအသင့်ဝင်ပြန်လည်ရောက်ရှိလာနိုင်ပြီးစပါးတင်းရဲ့လက်ရှိအသင်းမြောက်ဖြစ်သူပိုစတီကိုဂလူးကိုနီးပြနေရတဲ့ကနေထုတ်ပယ်ဖို့အစီအစဉ်ဖြစ်နေပြီလို့သိရှိရပါတယ်။မော်ရီဟိုဟာ2019ခုနှစ်နဲ့2020ခုနှစ်အတွင်းစပါးတင်းရဲ့နီးပြဖြစ်ကင်တွယ်ခဲ့ပြီးလက်ရှိမှာတော့ဖီနာပါစီတင်းကိုတာဝန်ယူကင်တွယ်နေပါတယ်။အီတလီခြေဆိုင်သတင်းမီဒီယာတစ်ခုရဲ့အဆိုအရမော်ရီဟိုဟာဒူတီကီမာမှာပြောရွှင်ထားတာကြောင့် ရောက်လန်ဒန်စီပြန်လာဖို့အလားအလာရှိနေတယ်လို့ဖော်ပြထားပါတယ်။မော်ရင်ဟိုကစပါနီးပြအဖြစ်တာဝန်ယူခဲ့စဉ်ကစပါသင်းတို့အောင်မြင်မှုတွေမရယူနိုင်ခဲ့တဲ့ပြင်အသင်းကိုတရားစီရင်တောင်မကန်ကြွယ်လိုက်ရပဲ2020-2021ရဲ့ရာသီအဆုံးသတ်ခံနီးမှာယာတုကနေထုတ်ပယ်ခံခဲ့ရပါတယ်။မော်ရင်ဟိုကစပါနဲ့မန်စီးတီးတို့ရဲ့လီဘလာဘော်လူပွဲမတိုင်ခင်တပတ်လိုမှာထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။စပါကလည်းမော်ရင်ဟိုကိုထုတ်ပယ်ခဲ့ပြီးနောက်နူနိုဆန်တို့အန်တိုနီယိုကွန်တီတို့နဲ့လက်တွဲခဲ့ပေမဲ့အောင်မြင်မှုတွေမရခဲ့လို့နောက်ဆုံးမှာစက်တင်နီးပြအောင်ပိုစတီကိုဂလူးကိုခံရခဲ့ပါတယ်။ဒါပေမဲ့လက်ရှိမှာပိုစတီကိုဂလူးရဲ့အနာဂတ်ဟာလည်းချင်းနေမဟန်တော့ပဲ ထုတ်ပယ်ခံရဖို့နှိစက်နေပြီဖြစ်ပါတယ်။စပါးတင်းကဒီအာဒီထဲမှာပရီးမီးယားလိ32ပွဲအထိကစားထားပြီးချုံးဘွဲ16ပွဲအထိတောင်ရှိနေရပြီးအဆင့်ရည်တီကြောင့်မှလည်းအဆင့်15အထိရည်တီနေပါတယ်။ဒါ့ပြင်ယူရိုပါလိမှာလည်း quarter final အထိတက်ရောက်နေပြီမဲ့ quarter ဒုတိယကြောင့်မှ Frankfurt ကိုနိုင်ယူကျော်ဖြတ်ပြီးနောက်တစ်ဆင့်တက်ဖို့ကခက်ခဲနေရပါတယ်။တကယ်လို့ဒီပွဲမှာသာစပါးတင်းကရက်လက်ဆိုးပြီးယူရိုပါလိပြိုင်ပွဲကနေထွက်ခွာလာရမယ်ဆိုရင်စပါးဘက်ကသူတို့နီးပြားရဲ့အနာဂတ်ကိုချက်ချင်းဆိုလို့ဆုံးဖြတ်ပေးသွားနိုင်ပါတယ်။ပိုစီကိုဂရုကသာယာရုကနေထုတ်ပယ်လိုက်မယ်ဆိုရင်လက်ချက်ရာဒီကိုယာယီနီးပြားနဲ့ဖြတ်တန်းသွားရဖို့ရှိနေပြီးဂါဒီကောင်မှသာအမြဲတမ်းနီးပြားတဲ့တူအူကိုခန့်အပ်သွားနိုင်ပါတယ်။ মই শুনিব পাৰোঁ আমাৰ পৰ্যটক